ယူကရိန်းသမ္မတဇလန်စကီကတော့တိုင်းပြည်အတွက်ဒေါ်နယ်ထရန့်ကိုအလျှော့ပေးလိုက်ရပြီပဲဖြစ်ပါလေထရန့်ရဲ့ခိုင်မာတဲ့ခေါင်းဆောင်မှုအောက်မှာပဲအလုပ်လုပ်ဖို့မိမိအနေနဲ့အသိရှိပါတယ်လို့ဇလန်စကီကပြောပါတယ်ဇလန်စကီကအင်ဂျီရောမှာစကားများခဲ့ပြီးတဲ့နောက်မှာသူဟာပြည်ထောင်ကိုထောက်ခွာပြီးပြည်ထောင်မှာဥရောပတိုက်ကခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်ဥရောပတိုက်ကခေါင်းဆောင်တွေကတော့ ဇလန်စကီအနေနဲ့အမေရိကန်မပါဘဲနဲ့တော့ရှေ့ဆက်ဖို့မလွယ်ဘူးဆိုတာတီလင်းပြောခဲ့တယ်လို့လည်းဆိုပါတယ်။ဥရောပတိုက်ကတော့တနိုင်တဲ့1ရက်မှာဖြစ်ပေမဲ့အမေရိကန်ရဲ့ထောက်ပံ့မှုအင်အားဟာကြီးမားတဲ့အတွက်ကြောင့်ဒါကိုပြည့်မီဖို့ဆိုတာကတော့မလွယ်ကူဘူးဖြစ်ပါတယ်။ဒီစပွဲမှာတော့အမေရိကန်ရဲ့ထောက်ပံ့မှုရရှိမရရင်ဇလန်စကီအနေနဲ့ရရှိမှာရက်တိဖို့ကမလွယ်ပါဘူး။ NATO တွေးမှုချုပ်ကလည်း ဂျလန်စကီအနေနဲ့အမေရိကန်နဲ့အဆင်ပြေအောင်ပြန်နေသင့်တယ်လို့ထောင်းဖြပြောဆိုခဲ့ပါတယ်နောက်ဆုံးမှာတော့ဒမတ်မပြေမှခင်မာတင်ဇလန်စကီဟာဒေါ်နယ်ထရန့်အောက်ကိုဒူးထောက်လိုက်ရပြီဖြစ်ပါတယ်။ဒါကြောင့်ထရန့်ရဲ့ခိုင်မာတဲ့ခေါင်းဆောင်မှုအမှာမိမိအနေနဲ့ရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးဖို့လုပ်ဖို့အစဉ်သင့်ဖြစ်ပါတယ်လို့ပြောလိုက်ပါတယ်။အင်ဖြူတော်ဖြစ်ရအတွက်လည်းစိတ်မကောင်းဘူးလို့ဖော်ပြခဲ့ပြီးအဲ့ဒီလိုမျိုးမီဒီယာတွေရှင်းမှာငင်းခုမဖြစ်ခဲ့သင့်ပါဘူးလို့ဆိုပါတယ်။ မရိကန်ဟာယူကရိန်းကိုစစ်ရေးကူညီရာရည်ဆိုင်မလို့သမ္မတထရန့်ကကြေညာပြီးနောက်မှာလူမှုကွန်ရက်ပေါ်မှာရှယ်လျားတဲ့ post ကိုဇလန်စကီကရေးခဲ့ပါတယ်။တောက်ကြနေကအမေရိကန်အင်ဗီရိုမှာတွေ့ဆုံမှုဟာမျောလင့်ထားသလိုမဖြစ်ခဲ့ဘူးလို့ပြောပြီးဒီလိုဖြစ်သွားတာစိတ်မကောင်းစရာပါ။အခုကျွန်တော်တို့အရာအလုပ်ကိုပြုပြင်ရမယ့်အချိန်မှာအနာဂတ်မှာပူပေါင်းဆောင်ရွက်မှုနဲ့ဆက်သွယ်မှုတွေအပြုသဘောဆောင်ဖို့ကျွန်တော်တို့လှုပ်ချင်ပါတယ်လို့ရေးခဲ့ပါတယ်။ မေရိကန်ရဲ့တထုတ်ဥပိုလ်ရဲ့သဘောတူညီချက်ကိုလည်းလက်မှတ်ထိုးဖို့ယူကရိန်းဘက်ကအသင်းဖြစ်နေတယ်လို့ထပ်လောင်းပြောခဲ့ပြီးစစ်ပွဲဘလို့ရဆိုင်းလိုက်မလဲဆိုတဲ့အဆိုပြုချက်ကိုလည်းဖော်ပြခဲ့ပါတယ်။မေရိကန်ကယူကရိန်းကိုပေးနေတဲ့စီးရေးကူညီရာယီရဆိုင်းပြီးပြန်လည်သုံးသပ်မယ်လို့မနေ့ကအင်ကာနေမှာတော့ထရန့်ကထုတ်ဖော်ပြောပါတယ်။ဇလန်စကီကအမေရိကန်ပေါ်ကျေးဇူးတင်မှာကြောင်းဟွန်းဝဲလင်းလင်းသူ့ပို့စ်မှာဖော်ပြထားပါတယ်။ ယူကရိန်းရဲ့ချုံချောင်အာဏာနဲ့လွတ်လပ်ရေးကိုထိန်းသိမ်းဖို့အမေရိကန်ဘလောက်ထိကူညီပေးလက်တယ်ဆိုတာကျွန်တော်သိပါတယ်။ဒါကိုကျွန်တော်တို့တကယ်တန်ဖိုးထားတယ်လို့သူကဆိုပါတယ်။တမားထရန့်ဟာယူကရိန်းကိုဂျာဗလင်တွေပေးခဲ့တဲ့ချိန်မှာအဆက်အသွယ်ပြောင်းလဲသွားတဲ့ခိုက်တန့်ကိုကျွန်တော်တို့မှတ်မိနေပါတယ်။ဂျာဗလင်ဆိုတာကအမေရိကန်ထုတ်တင်ကားဖြတ်ဒုံးတွေပဲဖြစ်ပါတယ်။အဲ့ဒီဒုံးတွေနဲ့ယူကရိန်းကရုရှားတင်ကားဂျာနဲ့ချီကိုဖျက်ဆီးပစ်နိုင်ခဲ့တာဖြစ်ပါတယ်။ဒီအတွက်ကျွန်တော်ကျေးဇူးတင်ပါတယ်လို့ဇလန်စကီးကထပ်ပြောပါတယ်။ ဒါထရန့်ရဲ့ပထမတက်တမ်းမှာယူကရိန်းကိုရောင်းချမှုတဲ့အမေရိကန်တင်းဖြတ်ဒုံးတွေကြောင့်လို့ဆိုပါတယ်။တောက်ကြနေကအိမ်ပြော်မှာတွေ့ဆုံမှုမှာဒုသမဂျေရီဘန့်စ်ကဇလန်စကီးကိုအမေရိကန်ကထောက်ပံ့ခဲ့မှုတဲ့စီးရဲထောက်ပံ့အတွက်ကျေးဇူးတခါမှမတင်ဘူးလို့ဆွတ်ဆွဲပါတယ်။ဇလန်စကီးကအိမ်ပြော်ညှဉ်းခုံမှုပြီးနိုင်နေငယ်ကြမှာဖောက်နယူနဲ့အင်တာဗျူးမှာတော့ကျွန်တော်အမေရိကန်တွေကိုအားလုံးထောက်ပံ့ပေးခဲ့တဲ့အတွက်အလုံးလုံးကျေးဇူးတင်ပါတယ်လို့ဆိုပါတယ်။ အင်္ဂါနေ့ကလူမှုကွန်ရက်ပို့စ်မှာဇလန်စကီကစစ်ပွဲဘလို့ဆုံးသက်နိုင်မလဲဆိုတဲ့ပထမအဆင့်နေဖော်ပြပါတယ်။ကျွန်တော်တို့ဒီစစ်ပွဲကိုအမြန်ဆုံးသက်ဖို့အလုပ်လုပ်ဖို့အဆင်သင့်ဖြစ်နေပါတယ်။ပထမအဆင့်မှာအကျဉ်းသားတွေပြန်လွတ်ပေးတာဝင်ဟင်ကလည်းဒုံးတွေတာဝေးပြစ်ဒရုန်းတွေစွန့်ရင်လည်းအရသာစောက်ဝမှုတွေပေါ့ဘုံကျက်တာကိုတားမိတာနဲ့ပေးလည်းပြမချက်ချင်းပြရတာတွေပေါ်ဝင်နိုင်ပါတယ်။ရုရှားဘက်ကဒါကိုလည်းအတူတူလုပ်ရလို့ရမယ်လို့ရေးခဲ့ပါတယ်။ အဲ့ဒီနောက်ကျွန်တော်တို့နောက်ထပ်အဆင့်အားလုံးကိုအရန်ကိုမြင်မြန်ဆက်လုပ်ပြီး American နဲ့တူခိုင်မာတဲ့နောက်ဆုံးသဘောတူညီချက်ကိုလောက်ခုတ်ကတော့အသင့်ပါပဲလို့ Zelensky ကဆိုပါတယ် Zelensky ရဲ့ထုတ်ပြန်ချက်ဟာခိုင်ရန်ဖွဲ့ကတောင်းဆိုခဲ့တဲ့တောင်းပန်မှုထိတော့မရောက်ပါဘူးမော်စကိုမှာတော့ပူတင်ရဲ့ဖွဲ့က American ရဲ့စည်ရေးကူညီရာယီရဆိုင်မှုကိုငြင်းချင်ရင်အတွက်အကောင်းဆုံးပံ့ပိုးမှုပါလို့မော်စကိုကပြောရေးဆိုခွင့်ရှိတဲ့ဒီမီထရီပက်စကော့ကရေးသားခဲ့ပါတယ်တကယ်လို့အမေရိကန်ဟာဒီထောက်ပံ့မှုတွေကိုရက်လိုက်ရင် တရားဟာငြိမ်းချမ်းရေးအတွက်အကောင်းဆုံးပံ့ပိုးမှုပါပဲလို့ဒီမီထရီပတ်စကော့ကပြောပါတယ်ဇလန်စကီရဲ့နောက်ဆုံးပြောကြားချက်ကိုပြည်ထောင်စုကြီးချုပ်စာကီယာစရာမာကဒါဟာငြိမ်းချမ်းရဖို့မရိမ့်မရိုင်ဂရီကုကိုစူးစိုးခဲ့တယ်လို့ဆိုပါတယ်ယူကရိန်းတွေရေရှည်တည်တက်ပြီးတော့လုံခြုံတဲ့ငြိမ်းချမ်းရေးကိုအားလုံးကတက်နိုင်သမျှအမြဲဆုံးလုပ်ဆောင်ဖို့ရည်ကြီးပါတယ်ဆိုပြီးတော့စာကီယာစရာမာကပြောပါတယ်အလားတူပဲပြည်သူ့သမ္မတအီမန်နျူရယ်မက်ခရွန်ကဇလန်စကီကထရန့်နဲ့ပြန်လည်ဆွေးနွေးဖို့ဆန္ဒရှိမှုကို ချီကျူးပြောဆိုခဲ့ပါတယ်။ဥရောပကောင်စော်နီကာဇလန်စကီကိုထောက်ခံပေးမဲ့နေတိုးတွေ့ရင်မှုချုပ်မရူတာကယူကရိန်းကောင်စော်ကိုထရန့်နဲ့ဆက်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 ရေးပြလဲထူထောင်မှုနီလန်းရှာပါလို့ကြံပေးခဲ့ပါတယ်။ထရန့်ဟာယူကရိန်းနဲ့လုပ်ပေးခဲ့တာတရှိတယ်။ဒါကိုကျွန်တော်တို့လေးစားရမယ်လို့ဇလန်စကီကိုမရူတာကပြောခဲ့ကြောင်းသိရပါတယ်။ဒေါ်နယ်ထရန့်ကတော့ဘာမှထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ဒါပေမဲ့ American Tourism JD Best ကတော့ နေကြရေးဆွေးနွေးပွဲအတွက်ယူကရိန်းကအစင်းသင်းဖြင့်ပြန်လာလို့ရပါတယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ American Congress မှာမိန့်ခွန်းပြောဖို့ရောက်လာတဲ့သမ္မတထရန့်ကိုဒီမိုကရက်မတ်တွေကဆန္ဒပြတယ်လို့ဆိုပါတယ်။ဘလို့ဆန္ဒပြလဲဆိုတော့ဒီမိုကရက်မတ်တွေကပန်းရောင်တွေဝတ်ဆင်လာခဲ့တာဖြစ်ပါတယ်။ California ပြည်နယ်မှာအမတ် Doris Mitsui ကထရန့်ဟာသူ့မိတ်ဆွေတန်းကြွတဲ့တဲ့တွေအတွက် မျိုးသမီးတွေနဲ့မိသားစုတွေပေါ်တစ္ဆာဖောက်တာကိုကျွန်တော်တို့ကန့်ကွက်တဲ့အနေနဲ့ပန်းရောက်ဝှထားတာလို့လူမှုကွန်ရက်မှာ post တင်ခဲ့ပါတယ်။ Congress လွှတ်တော်ကိုထမ်းဝင်လာပြီးကိုယ်စားလှယ်တွေကိုနှုတ်ဆက်ချိန်မှာပန်းရောက်တော်တော်အင်ကြီးတွေဝှထားတဲ့ New Mexico Man Melanie Stanbury ကပုံမှန်တော့မဟုတ်ဘူးလို့ရေးထားတဲ့စာရွက်ကိုကန့်ဆောင်ပြခဲ့ပါတယ်။ထရန်ကတော့ဒါအောင်တစ်ချက်ပဲကြည့်သွားတယ်ဆိုပါတယ်။စကက်နိုင်ငံကြပြီးနောက်မှာတက်ဆက်မက်လန်စကူတန်ဟာသူ့တဲ့ထက်ကစိုက်ဘုတ်ကိုဆွဲယူလွှတ်ပလိုက်ပါတယ်။အောက်တော့ဒီမိုကရက်မက်ဆယ်ယောက်လောက်ဟာ နောက်ရောက်တီရှပ်အင်ဂျီဒီပေါ်မှာရေးထားတဲ့စာသား message တွေကိုလည်းဖွင့်ပြခဲ့ပြီးနောက်မှာအစည်းအဝေးကနေထောက်ခါခဲ့ပါတယ်။တက်ဆက်ပြည်နယ်အမတ်မင်း Jasmine Crocker ဟာ Brexit လို့ရေးထားတဲ့ share အင်ဂျီကိုဝတ်ဆင်ပြခဲ့ပါတယ်။ Trump ဟာသူ့ရဲ့6ပတ်တာသမရခီးစဉ်စတင်ချိန်မှာပဲ American နိုင်ငံခြားရေး policy ကိုပြောင်းပြန်ဇောက်ထိုးစန့်ခြင်းပဲလုပ်ပြီးတော့ ူရဲ့ယင်းနေတဲ့မဟာမိတ်တွေကိုကုံသွေးရေးစစ်ပွဲဆင်နွှဲခဲ့ပြီးဖက်ဒရယ်လုံသားတွေကိုလုံးဖြုတ်ခဲ့တာကြောင့်အတိုက်ခံတွေကတော့ဒါကိုလုံးဝမထောက်ခံဘူးဆိုတာကိုသူနီးသူဟန်နဲ့ပြောသခဲ့တာဖြစ်ပါတယ်အခုလောလောဆယ်သမ္မတထရန့်ဟာကွန်ဂရက်မှာမိန်ကွန်းပြောပြီးတော့သူ့ရဲ့၆ပတ်တာကာလအတွင်းဆောင်ရွက်ချက်တွေကိုပြောပြနေတာပဲဖြစ်ပါတယ်ကမ္ဘာကုံသွယ်ရေးစပွဲမှာအခွန်ကုံသွယ်ခွန်တွေတိုးမြင့်လိုက်တာဒါအပြင် TikTok ကိစ္စတွေနောက်ပြီးတော့ ယူကရိန်းစစ်ပွဲမှာအမေရိကန်ကဆောင်ရွက်ခဲ့တာတွေကတော့ကစားဖြစ်တာတွေဒါမဲ့ငြိမ်းချမ်းရေးအောင်မဖြစ်ဖြစ်တဲ့နည်းနဲ့လှုပ်သွားမှာဖြစ်တယ်လို့ထရန့်ကပြောကြခဲ့ပါတယ်။ဒါအပြင်သူကမလိုလားအပ်တဲ့အခွန်ရှော့ချမှုတွေကိုလည်းဆောင်ရွက်နိုင်ခဲ့ကြောင်းထရန့်ကဆိုပါတယ်။အခွန်စီးကျမှုတတွေကိုလည်းတိုးမြင့်ခဲ့ပြီးတော့ဂျိုးစီးနေတဲ့ဘတ်ဂျက်ကိုလည်း6ပတ်တာကာလအတွင်းမှာအီလိုမက်ဆီအကူအညီနဲ့တူအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တယ်လို့ထရန့်ကပြောခဲ့ပါတယ်။ထရန့်ဟာ USA ကိုဖျက်သိမ်းတာဒါအပြင် WHO ကနေနှုတ်ခတ်တာဥရောပကလည်းပြီးတော့ NATO အဖွဲ့မှာ America ရဲ့ထဲဝင်မှုပမာဏကိုကန့်သတ်တာတွေကိုလည်းအဆက်မပြတ်လှုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာတော့သူဟာရပ်ပေါင်း60ကြာကမ္ဘာတဝန်းကို America ကအကူအညီထောက်ပံ့နေတဲ့အကူအညီတွေလက်ရှိဂျာရက်တန်ထားတဲ့အခြေအနေတွေကိုလည်းရှင်းပြခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ တရုတ်ရဲ့ကုန်စည်တွေကိုအခွန်တိုးကောင်းမဲ့သမရထွန်းရဲ့အစီအစဉ်ကိုတရုတ်ကပြင်းပြင်းထန်ထန်တုံ့ပြန်လာပါတယ်။ပုံကုန်တွေပေါ်မှာအမေရိကန်ရဲ့ခွန်တိုးကောင်းမှုကိုတရုတ်ကချက်ချင်းတုံ့ပြန်ပြီးအမေရိကန်ကနေတင်သွင်းတဲ့ကုန်စည်တွေကိုခွန်ဆရာကန်လုံးကနေစွန်ရကန်လုံးအထိပြောင်းလဲတိုးကောင်းမယ်လို့တရုတ်ကကြေညာပါတယ်။အမေရိကန်ထုတ်စပြောရေးနဲ့စားသောက်ကုန်စည်တချို့ကိုအဲ့ဒီလို့ အခွန်စည်းကြမှုတွေတိုးမြင့်သတ်မှတ်မယ်လို့တရုတ်ကကြေညာပါတယ်ဒါနဲ့မကသေးပဲ American စီးပွားရေးလုပ်ငန်း25ခုကိုလည်းတရုတ်ကပို့ကုန်တဲ့ယင်းနှိမ့်ညွှန်မှုဆိုင်ရာကန့်သက်ပိတ်ပင်စီရင်တဲ့ထည့်သွင်းသတ်မှတ်ပါတယ် American သမ္မတ Trump ဟာတရုတ်ရဲ့သွန်းကုန်တချို့ပေါ်ဆရာကန်လုံးခွန်တိုးမြင့်ထားပြီးနောက်ထပ်ဆရာကန်လုံးထပ်တိုးမယ်လို့ချိန်ချောက်ထားပါတယ်အဲ့ဒီချိန်ချမှုကမလ၄ရက်နေ့မှာစတင်အသက်ဝင်ပြီးတဲ့နောက်တရုတ်ကလည်းတုံ့ပြန်မဲ့အစည်းအဝေးတွေခက်မြက်မြက်ကျင်းပခဲ့ပါတယ် မရိကန်ကတရားဝမူကြီးစေဝမောင်ခုကွန်ရက်တွေကိုတိတိယောက်ချုံးနေတိုက်ခိုက်မှုမရှိဘူးဆိုတဲ့ဆွဆွဲချက်နဲ့တူအင်ဂျီနိုဟာအဲ့ဒီအချိန်တွေကိုဒဏ်ခတ်တဲ့သဘောဖြစ်တရုတ်သွင်းကုန်တချို့ပေါ်ခွန်20ရာခိုင်နှုန်းတိုးမြင့်ကောက်ခံပါလေတရုတ်ကလည်းအမေရိကန်ကနေတင်သွင်းတဲ့ကြက်သားဝတ်သားမဲသားရေဖက်ပစ္စည်းတွေတီးနှံတွေဟင်းသီးဟင်းရွက်တွေနှုတ်ဖက်ပစ္စည်းတွေကိုအခွန်15ရာခိုင်နှုန်းအထိထပ်တိုးကောက်ခံမှာဖြစ်ပြီးအဲ့ဒီဆုံးဖြတ်ချက်ဟာလာမယ့်မတ်လ10ရက်နေ့မှာအသက်ဝင်မယ်လို့ဆိုပါတယ် ်အမေရိကန်ကခုံတွေကိုတစ်ဖက်သက်တိုးခြင်းတို့တိုးမြင်တာကမ္ဘာ့ကွန်မရေးဖွဲ့ကြီး WTO ရဲ့သတ်မှတ်စည်းမျဉ်းတွေကိုအတီလင်းချိုးဖောက်ရရောက်တယ်လို့တရုတ်စီးပွားရေးဝန်ကြီးဌာနကအခုအခုစဉ်းကျက်မှုနဲ့မပတ်သက်တဲ့တိကျထုတ်ပြန်ချက်မှာဆွဆွဲထားပါတယ်ခါဟာအင်းကြီးနှစ်နိုင်ငံဖြစ်တဲ့ ကနေဒါနဲ့မက္ဆီကိုရဲ့တွင်းကုန်တချို့ပေါ့အခွန်25ကန်လုံးစီကြမဲ့ကိစ္စကိုဆိုင်းငံ့ထားရကနေမလလေးရနေမှာစတင်ကျင့်သုံးတော့မှာဖြစ်ပါတယ်။ခရယခွန်စီကြမှုတွေတိုးမြင့်မဲ့ဆုံးဖြတ်ချက်အတွက်အကျိုးဝင်မဲ့အမေရိကန်ရဲ့ပုတ်ကုန်တွင်းကုန်မျိုးစားတွေဟာကုန်သွယ်ရေးတန်ဖိုးဒေါ်လာ1.2ထရီလီယံလောက်ထိမြောက်ပြနိုင်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ အမေရိကန်ရဲ့စီးရဲကူညီယူကရိန်းရသည့်ဖြစ်စေများသည့်ဖြစ်စေရုရှားယူကရိန်းစစ်ပွဲဟာရုရှားအတွက်အဓိကပြဿနာဖြစ်ဆက်ရှိနေဦးမှာဖြစ်ကြောင်းနဲ့အမေရိကန်ရဲ့ပံ့ပိုးကူညီမှုရပ်တန့်သွားခြင်းဟာစစ်မြေပြင်အတွက်ရုရှားဟာရေရှည်ထိနာနိုင်ကြောင်းအမေရိကန်ငြိမ်းစားစစ်ဗိုလ်ချုပ်ကြီးဘန်ဟော့စ်ကပြောပါတယ်။ဘာကြောင့်အရေးကြီးတာလဲဆိုတော့တမားထရန့်ဟာဇန်နဝါရီနောက်မှရာထူးတာဝန်ယူခြင်းကစပြီးအမေရိကန်ယူကရိန်းစစ်ဆင်ရေးဟာမတည်မငြိမ်ဖြစ်ခဲ့ပြီးထရန့်ဒုသမရာဗန်စ်နဲ့ယူကရိန်းသမ္မတဇလန်စကီတို့အခြေတင်ဖြစ်ပြီးတော့ နှစ်နိုင်ငံဆက်ဆံရေးအအနေဆုံးဆင့်ရောက်သွားပါလေထရန်ဟာယူကရိန်းနဲ့အမေရိကန်စီးရေးကူညီအားလုံးအနေဆုံးယာယီရဆိုင်လက်ကြောင်းပေါ်ပြခဲ့ပါတယ်အဲ့ဒီယာယီဆိုင်ကမှုမှာယူကရိန်းကိုပို့ဆောင်နေစေလန်ခွတ်လက်မှာရှိတဲ့စစ်လက်နက်ပစ္စည်းတွေနဲ့ထောက်ပံ့ပစ္စည်းတွေအားလုံးပါပါတယ်ယူကရိန်းအနေနဲ့ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့ဂရီကိုမရမချင်းထရန့်ဟာကူညီတဲ့ရဆိုင်ထားလိုက်မယ်လို့အမေရိကန်ကာကွယ်ဝင်ကြီးဌာနပြောပါတယ်အမေရိကန်ထောက်ပံ့မှုမရမရဆိုင်ခင်မလ3ရက်နေ့က CNN နဲ့အင်တာဗျူးမှာဥရောပဆိုင်ရာအမေရိကန်ကိုယ်ကဲရေးမှူးဟောင်းဘိုဂျိုဂျီဟော့စကာ ယူကရိန်းနဲ့အမေရိကန်ရဲ့ကူညီတဲ့ရဆန်းချင်းဟာယူကရိန်းရဲ့ဥရောပမဟာမိတ်တွေနဲ့ပေါင်းစည်းဖို့အတွက်တောအားဖြစ်စေလိမ့်မယ်လို့မှတ်ချက်ပြပါတယ်။ထရန့်ဟာယူကရိန်းနဲ့ကူညီတဲ့ရဆန်းရင်ဒါဟာအချိန်တိုင်းနဲ့တစ်ခုတည်းယူကရိန်းအတွက်တော့ဆိုးကျိုးဖြစ်လိမ့်မယ်လို့ဆိုပါတယ်။သမ္မတပူတင်ဟာ2022ဖေဖော်ဝါရီမှာယူကရိန်းကိုစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကရုရှားဟာဂျင်းနဲ့ကြက်ထဲရောက်သွားခဲ့ကြောင်းနဲ့ယူကရိန်းကိုဆွလွတ်လိုက်တဲ့အတွက်နောက်ဆုံးအမေရိကန်ဟာနောင်တရလိမ့်မယ်လို့ဗိုလ်ချုပ်ကြီး Hoss ကပြောပါတယ်။ ရုရှားအဓိကဒုက္ခကြီးကြီးရောက်နေတာပါ။ယူကရိန်းမှာသူ့အနေနဲ့ပြောရဆိုတာမရှိတော့ဘူးဆိုတော့အမေရိကန်ရဲ့ပြောကမှန်မှန်ပါဘူး။ရုရှားတွေသာဒုက္ခရောက်နေပြီးယူကရိန်းတွေဟာသူတို့အနိုင်ရစေလောက်မဲ့အကူအညီများပဲနဲ့ကိုရုရှားတွေကိုတားဆီးနိုင်တယ်လို့ဆိုပါတယ်။ဥရောပနိုင်ငံ၂၀ကျော်ကနောက်ဆုံးမှာသူတို့ကတော့ယူကရိန်းကိုအင်တိုက်အတိုက်ကူညီမှာပါ။ရုရှားထက်သာလွန်တဲ့သူတို့ရဲ့ကြီးမားတဲ့စစ်ရေးစွမ်းရည်တွေကိုစတင်ပေါင်းစည်းနေပြီလို့တော့မြင်ပါတယ်။ ူတို့တွေပေါင်းစည်းသွားပြီးအမေရိကန်မပါဘဲလုံနိုင်ခဲ့ရင်အမေရိကန်ဟာနောင်တရပါလိမ့်မယ်။နောက်ပြီးတော့အမေရိကန်ရဲ့ဩဇာနှုတ်မှုမှုလည်းဆုံးရှုံးသွားနိုင်လိမ့်မယ်လို့ဗိုလ်ချုပ်ကြီးဟော့စ်ကပြောပါတယ်။တမရထရန့်ကငြိမ်းချမ်းရေးကိုဦးစားပေးကြောင်းရှင်းလင်းပြောထားပါတယ်။အဲ့ဒီပန်းတိုင်းအတွက်အမေရိကန်လုံခြုံရေးကိုင်ပတ်ရေးအနေနဲ့လည်းဂရီကိုပြုဖို့လိုပါတယ်။ဆုံးဖြတ်ချက်ချဖို့အတွက်လက်ရှိအကူအညီတွေခရိုက်ရပြီးပြန်လည်သုံးသပ်နေတယ်လို့အင်ဖြူတော်ကဆိုပါတယ်။ ယူကရိန်းနဲ့အမေရိကန်ကွန်ကရစ်ကတည်ပြုထားပြီးသားဖြစ်တဲ့စီးရေးကူညီတွေဖြတ်တောက်တာဟာတော့ဝန်နဲ့စရာပါထရန့်ဟာရုရှားကိုချော့ကြည့်တကာချော့ကြည့်တလဲနဲ့လုံနေတာပါဒါဟာအားသားချက်မဟုတ်ပဲနဲ့အားနည်းချက်ဖြစ်နေမယ်လို့ရုရှားနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးဟောင်းမိုက်ကယ်မန်ဖောင်းကပြောပါတယ်ယူကရိန်းရဲ့ရမဝဲထောက်ပံ့မှုကိုယာယီရတဲ့ထရန့်ရဲ့တစ်ဖက်သက်ဆုံးဖြတ်ချက်မစင်မချင်းလောက်ဝါကြပါတယ်နောက်ပြီးတော့အမေရိကန်ရဲ့မျိုးသားလူကြော်ရေးကိုတိုက်ရိုက်ချိန်ချမှုဖြစ်ပါတယ် ဒီအကူအညီကိုကွန်ကရစ်ကလည်းအတည်ပြုခဲ့ပါတယ်။ယူကရိန်းကိုထောက်ခံတာကဒီမိုကရေစီအတွက်ယက်တီတာဖြစ်ပြီးပူတင်ရဲ့ရည်လွယ်မှုတွေကိုစန့်ကျင်တယ်ဆိုတာရီပပ်ဘလီကန်တွေနဲ့ဒီမိုကရက်တွေအားလုံးသိပါတယ်။ငွေကြေးလုံပိုင်ခွင့်ကိုကင်ထားတာကွန်ကရစ်လွတ်တော်ပါခံမဟုတ်ပါဘူး။ဒီထောက်ပံ့ငွေကိုမနှောင့်နှေးစေပဲပံ့ပိုးရမှာဖြစ်ပါတယ်။ကဘာကြီးကစောင့်ကြည့်နေတာပါ။ခရမ်းမစင်မချေလောက်ရတွေကိုခွင့်ပြုပေးလိုက်လို့မရဘူးလို့ပင်ဆယ်ဗေးနီးယားမှာဒီမိုကရက်လွတ်တော်အမတ်ဘရန်ဒန်ဘွိုင်းလီကပြောပါတယ်။ ဘာဆက်ဖြစ်နိုင်မလဲဆိုတော့ရုရှားယူကရိန်းစစ်ပွဲအနာဂတ်ဟာမရေမရာဖြစ်နေပါတယ်။အမေရိကန်ရဲ့ထောက်ပံ့မှုနဲ့ရင်းမြစ်တွေအစားတခြားမဟာမိတ်ထံကအကူအညီမရဘူးဆိုရင်တော့စိတ်မချသေးတဲ့ယူကရိန်းခြေနေဟာအလိမ်မြန်မဲ့အခြေအနေစိုးလာနိုင်ဖို့ရှိတယ်လို့ဆိုပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။စင်ကာပူရေတက်ဟာရင်ကုန်သင်္ဘောအသင်း၂၀ထပ်ဝယ်မယ်လို့ဆိုပါတယ်။လက်ရှိရေတက်ရဲ့ရင်ကုန်သင်္ဘောပတ်ဆိုင်မှုကိုချဲ့ထွင်မယ်လို့စင်ကာပူကာကွယ်ရေးဝန်ကြီးပြောပါတယ်။ စင်ကာပူစစ်တပ်ရဲ့ရေတပ်ဟာလောလောဆယ်ရင်ကုန်သင်္ဘောလေးစီးပန်ဆိုင်ထားပြီးဖြစ်သလိုအနာဂတ်မှာနှစ်စီးထပ်ပြီးတော့ဖြစ်တင်မယ်လို့ကာကွယ်ရေးဝန်ကြီးကအတည်ပြုပါတယ်နိုင်ငံရဲ့ကာကွယ်ရေးသုံးစေးဆိုင်ရာစီမံတွေကိုစင်ကာပူလွတ်တော်မှာတင်ပြခြင်းငွန်ကြီးကအဲ့ဒီအကြောင်းထည့်သွင်းအစီရင်ခံသွားတာဖြစ်ပါတယ်။စင်ကာပူရေတပ်ဟာနိုင်ငံရဲ့ကမ်းလွန်ရေပင်နဲ့ကပ်ညောင်ထူးတလဲမှားယူတည်ဆောက်ထားတဲ့ဂျာမန်လိုရင်ကိုသင်္ဘောလေးစင်းပိုင်ဆိုင်ထားပါတယ်။ Invisible Class လို့အစင်းသတ်မှတ်ခေါ်တဲ့ရင်ကိုသင်္ဘောတွေကိုနောက်ထပ်လက်စီထပ်မံမှားယူမှာဖြစ်ပြီးအားလုံးဟာ 2028လောက်မှာတင်းပြည့်ကြပြည့်စစ်စင်ရေးတာဝန်ထမ်းဆောင်နိုင်တဲ့အခြေအနေရှိမယ်လို့ဆိုပါတယ်။လောလောဆယ်ရေတက်ဟာရင်ကုန်သင်္ဘောနှစ်စီးကိုစစ်ရေးတာဝန်တွေမှာစတင်အသုံးပြုနေပြီဖြစ်ပါတယ်။ဒါမဲ့ရင်ကုန်သင်္ဘောတွေကအချိန်ပေးပြပြရတဲ့အပိုင်းတွေရှိသလိုဖိအားများတဲ့စစ်စင်ရေးတွေမှာတာဝန်ယူရတဲ့အတွက်အရေးတွေးတိုးမြင့်ပိုင်ဆိုင်မှုလို့ကြောင့်ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ဩစတြေးလျ၊အင်ဒိုနီးရှားနဲ့ဗီယက်နမ်တို့အားလုံးဟာလည်းစစ်စင်ရေးလိုအပ်ချက်အရရင်ကုန်သင်္ဘောလေးစီးနဲ့အထပ်ပိုင်ဆိုင်ကြထားကြောင်းဆိုပါတယ်။ ကာကွယ်ရေးသုံးစရာအစ်သက်မှချက်မှာထူးခြားတဲ့နောက်ထပ်အဖြစ်ပေါင်းစပ်မှုတစ်ခုကတော့တိုက်တယ်လို့နာမည်ပေးထားတဲ့တယူပို့ဆောင်ရေးဦးစားပေးတက်ခိုက်ရင်းနဲ့ဝယ်ယူဖို့ဖြစ်ပါတယ်စစ်သည်တွေစီးနေလိုက်ပါမယ်အဲ့ဒီရင်းတွေဟာ30မမဆက်မြောက်တွေကိုပထမဆုံးချက်တက်ဆင်လာပြီးအဝေးထိုင်စင်းနဲ့ပြစ်ခတ်နိုင်မယ်ဆိုပါတယ်နောက်ပြီးဝေရင်ကလည်း drone နဲ့ချိန်ချောက်လာနိုင်တဲ့ကိုလည်းတံပြန်နိုင်တဲ့စနစ်ပေါ်ပါတယ်နောက်ပြီး2010ပြည့်နှစ်ကလေးကစင်ကာပူမှာတုံးနေတဲ့ဟိုင်းမာဒုံးကြီးစနစ်တွေကိုလည်း ပုံမစင်းမြင့်တဲ့ဒုံးကြီးတွေပြစ်ခတ်နိုင်အောင်မုံမန်မြင့်တင်သွားမယ်ဆိုပါတယ်စင်ကာပူကပြည်ခဲ့နှစ်ကဆွနေခဲ့တဲ့သဘောတူညီချက်ကိုကောက်ထဲပေါ်ပြီး American Law F34 ရဲ့တိုက်လေရင်အသစ်၈စီးဖြစ်တင်းဝယ်ယူသွားမယ်လို့ကြေညာထားတာဖြစ်ပါတယ်နောက်တဲ့သတင်းတစ်ပုဒ်ပြောချင်ပါတယ်တရုတ်နိုင်ငံဟာထိုင်ဝမ်ရဲ့အချုပ်အခြာအာဏာနဲ့ဒီမိုကရေစီအတွက်အကြီးမားဆုံးချိန်ချောက်မှုပဲလို့ထိုင်ဝမ်သမ္မတလိုင်ချင်တွေက ပြောပါတယ်တရုတ်နိုင်ငံဟာထိုင်ဝမ်ရဲ့အချုပ်အခြာအာဏာနဲ့ဒီမိုကရေစီကိုအကြီးမားဆုံးချိန်ချောက်နေပြီး တရှိုတွေနဲ့ထိုင်ဝမ်လူတိုင်ဝမ်ကိုတွေးခွဲဖို့ကြိုးစားနေတယ်လို့တမ်ပလာလိုက်ချင်းတွေက ပြောပါတယ်။တရုတ်နိုင်ငံကထိုင်ဝမ်ကိုအင်အားသုံးသိမ်းမဲ့ညီမချက်တော့မှမစွန့်ပဲတရုတ်ဆိုရဟာထိုင်ဝမ်ရဲ့ချုပ်ချာအာဏာနဲ့ဒီမိုကရေစီအတွက်အကြီးမားဆုံးချိတ်ချောက်နေတယ်လို့ဆိုပါတယ်။တရုတ်ဆိုရဟာထိုင်ဝမ်လူတိုင်ဝမ်ကိုတွေးခွဲဖို့ဂိုင်းသားတွေရုပ်တံပညာရှင်တွေနိုင်ငံရေးသမားတွေနဲ့အငြိမ်းစားစစ်အရာရှိတွေပါဝင်ထိုင်ဝမ်မှာတရှိုတွေစုဆောင်းနေတယ်လို့ဆိုပါတယ်။ တရုတ်ကဒေတာတွေစီးရေးချင်းကြောင်းမှုကိုအရှိန်မြှင့်နေပြီးနိုင်ငံတကာအတိုင်းအဝိုင်းမှာအကြီးမားဆုံးဒုက္ခပေးသူလို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်မှာပြောပါတယ်။ထိုင်ဝမ်စစ်တပ်ဟာအချုပ်အခြာအာဏာကိုကာကွယ်ဆောင်ရှောက်ဖို့လွတ်လပ်မှုနဲ့ဒီမိုကရေစီကိုကာကွယ်ဖို့ဒေတာတွေလုံခြုံရေးနဲ့တည်ငြိမ်မှုထိန်းသိမ်းဖို့တပ်ဖွဲ့ဝင်အားတိုးချက်နေတယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံရဲ့ထိုင်ဝမ်အနီးကြီးစစ်နဲ့ပြစ်ခတ်ဆုံးရုပ်တရက်ထူထောင်တဲ့တရင်ကိုအမေရိကန်ကအနီးကပ်စောင့်ကြည့်နေတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။ ထိုင်ဝမ်ဝန်ကျင်မှာတရုတ်ရဲ့ရန်လုံမှုတွေအဆက်မပြတ်လုပ်နေတာကမတိမငြိမ်ဖြစ်စေပြီးထိုင်ဝမ်ရဲ့လက်ကြားနဲ့ဒေတာတွင်းတည်ငြိမ်ရေးနဲ့ငြိမ်းချမ်းရေးကိုထိခိုက်စေပါတယ်လို့အမေရိကန်ကတော့ပြောပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အမေရိကန်နိုင်ငံမှာနောက်ထပ်ဒေါ်လာဘီလီယံ100လောက်ထပ်မံရင်းနှီးမြှုပ်နှံမှုရှိတယ်လို့ထိုင်ဝမ်ကကြေညာပါတယ်။သမ္မတခန့်ကစောင့်ကြည့်နေတဲ့အချိန်မှာအမေရိကန်မှာရင်းနှီးမြှုပ်နှံမှုအတွက်ထိုင်နဲ့ပါတနာဖြစ်နေတဲ့နိုင်ငံတွေကဝိုင်းဝန်းကျိုးပဲ့လာတာဖြစ်ပါတယ်။ ထရန့်ဟာအခွန်တိုးမြင့်မဲ့အစီအစဉ်ထဲမှာထည့်သွင်းလိုက်ပါကိုလည်းကြောက်ရွံ့နေတာဖြစ်ပါလေ။ဒါကြောင့်ဂျပန်ကလည်းပြီးခဲ့တဲ့လပိုင်းကဒေါ်လာ1 trillion နီးပါးထပ်မံရင်းနှီးမြှုပ်နှံမယ်ဆိုပြီးပြောလာတာဖြစ်ပါတယ်။အခုထိုင်ဝမ်ကလည်းဘီလီယံတရာလောက်ယင်းနှိမ့်နှံ့ပါမယ်လို့ပြောလာပါလိမ့်။ဒီပညာပစ္စည်းတွေရဲ့ cheese ထုတ်လို့ရတဲ့အမေရိကန်တို့အမျိုးသားလုံးကျွန်းကိစ္စဖြစ်ပါတယ်လို့ထန်ကပြောလိုက်ပါတယ်။ထိုင်ဝမ်ရဲ့ ဲ့ဒီဒပိုင်းလျက်ကိုပစ္စည်းထုတ်လုပ်ရေး TSMC ကုမ္ပဏီဟာလာမယ့်နှစ်မှာဒေါ်လာဘီလီယံတန်ဖိုးရှိတဲ့ chip set ရုံ၅ခုအမေရိကမှာယင်းနှိမ့်မြုပ်နဲ့တည်ဆောက်ဖို့အစီအစဉ်ကိုတမရထိုင်းရဲ့ Imperial ကတနင်္လာနေ့ကတွေ့ဆုံပြောခဲ့ပြီးတဲ့နောက်ခုလိုပြောလိုက်တာပါ TSMC ကုမ္ပဏီဟာကမ္ဘာမှာ chips ပြားထုတ်လုပ်ရေးကုမ္ပဏီဖြစ်ပြီး American ကုမ္ပဏီများစွာတဲ့ chips တွေကိုထုတ်လုပ်ပေးနေတာပါ American မှာလိုအပ်တဲ့ chips နဲ့ဒပိုင်းလျက်ကိုပစ္စည်းတွေကိုထုတ်ဖို့တည်ဆောက်နိုင်ရမယ်လို့ Trump ကပြောထားပါတယ် ပြည်တွင်းမှာခုလိုထုံနိုင်ရင် American အနေနဲ့အာရှထုတ်လုပ်သူတွေကိုမိခိုနေရတာလဲသွားမှာပါ TSMC ကုမ္ပဏီက American မှာနောက်ထပ်ဘီလီယံ25ဘီလီယံထပ်ရင်းနှီးမြှုပ်နှံပြီး65ဘီလီယံထိတိုးမြှင့်ဖို့ပြီးခဲ့တဲ့နှစ် AB ကသဘောတူခဲ့တာဖြစ်ပါတယ်2030မှာတတိယဆေးရုံကို Arizona မှာထပ်တည်မှာပါအထူးသဖြင့် Taiwan ပေါ်တရုတ်ကဖိအားတိုးမြှင့်တဲ့အတွက် Taiwan ထုတ်လုပ်ရေးပေါ်မိခိုနေရတာကိုလည်း American ကစိုးရိမ်လာတာဖြစ်ပါတယ်ထိုင်ဝမ်ဟာသူ့ချုပ်ချာအာဏာအောက်မှာပဲအမြဲရှိရမယ်ဆိုပြီး တရုတ်ကပြောထားတာ ဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ကာဇာစစ်ပွဲလွန်ကိစ္စအတွက်အာရတ်ထိပ်သီးသံတမန်၏တကားပိတ်စည်းဝေးလုပ်နေပြီဖြစ်ပါတယ်။အာရတ်ထိုင်းဒီစီဝမ်တိုင်းကအာရနိုင်ငံဂျိုင်းဝန်ကြီးရဲ့တကားပိတ်စီဝေးကိုကာရိုမှာကျင်းပနေပါတယ်။ဒီထိုင်းဒီစီဝေးဟာအမေရိကန်သမ္မတထိုင်းရဲ့ဆိုဗီယက်ကျင်းပချက်ဖြစ်တဲ့ဂါဇာကိုလွှဲပြောင်းရယူပြီးနေထိုင်နေသူတွေကိုနှင်ထုတ်မဲ့အစီအစဉ်ကိုတံပြန်ဖို့အစီအစဉ်ချမှတ်ဖို့ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ကဂါဇာကိုအမေရိကန်ကဣသရေလကနေပြီးတော့ထိန်းသိမ်းသွားမှာဖြစ်ပြီးဂါဇာဟာအရှိအလဲပိုင်းဒေသရဲ့တကယ့်ပင်လယ်ကမ်းကြီးအပန်းဖြစ်မျိုးကြီးဖြစ်ကမယ်ဆိုပြီးရည်မှန်းနေတာဖြစ်ပါတယ်။ဒေါ်နယ်ထရန့်ရဲ့တမူထူးခြားတဲ့အဲ့ဒီလိုမျိုးပြောဆိုချက်ကြောင့်အာရပ်နိုင်ငံတွေအားလုံးတုံ့လောက်သွားတာဖြစ်ပါတယ်။အဲ့ဒီလိုလုပ်မဲ့ဆိုရင်ဂါဇာကမ်းမြောက်မှာဘယ်သူမှမနေရဘဲအကုန်လုံးကိုနှင်ထုတ်ကမယ်လို့ထရန့်ကပြောနေတာပဲဖြစ်ပါတယ်။ စစ်ကြောင်ပြစင်းနေတဲ့ဒေသနဲ့အဲ့ဒီမှာနေထိုင်နေသူလူပေါင်း1.4တန်းကိုရွှေ့ပြောင်းစရာမျိုးမလိုပဲပြန်လည်တည်ဆောက်လို့ရပါတယ်လို့အာရက်တို့ကတော့အစီအစဉ်လုပ်ပြီးတော့ဒေါ်နယ်ထရန့်ကိုတင်ပြမယ်ဆိုပါတယ်။ဒါကြောင့်အာရက်နိုင်ငံခြားရေးဝန်ကြီးတွေကပြင်ဆင်ရေးနဲ့ညှိနှိုင်းရေးစီဝေးပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။ဒေါ်နယ်ထရန့်ရဲ့သဘောအရဆိုရင်ဂါဇာကမ်းမြောင်တစ်ခုလုံးကိုမြေပြင်ကြီးဖြစ်အောင်လုပ်မယ်လို့ဆိုထားပါတယ်။ဒီစီဝေးကိုသတင်းဌာနတွေကတော့တယောက်ခွင့်မပြုပါဘူး။ အခုဆွေးနွေးပွဲကရရှိလာတဲ့အစီအစဉ်ကိုအရက်ကောင်းဆောင်များအစည်းအဝေးမှာအတည်ပြုချက်ရယူသွားမယ်လို့ဆိုပါတယ်ဒီစီမံတိုင်ငယ်အီဂျစ်နိုင်ငံဂျာယီဝန်ကြီးကဂျော်ဒန်ဘာရိုင်းတူနီရှားအီရက်ယီမင်တို့မှနိုင်ငံဂျာယီဝန်ကြီးတွေနဲ့တရားတွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ပါတယ်။အဲ့ဒီစီမံမှာအီဂျစ်ဝန်ကြီးကပါလက်စတိုင်းတွေကိုပြောင်းရွှေ့စေရမလို့ပဲဆော့ဘိုင်းပြည်နယ်ထူထောင်ရေးလုပ်ငန်းတွေကိုရှေ့ဆက်လုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ဂါဇာကမ်းမြောင်ကိုလွှဲပြောင်းယူပြီးအရှေ့လက်ပိုင်းရဲ့အပန်းဖြေပြည်လက်ကမ်းခြေဒေသဖြစ်ပြောင်းမယ်လို့ထရန့်ကဆိုပြခဲ့လို့အာရက် ကဘာကတုံ့လှုပ်သွားပါတယ်ထရက်စီစဉ်ရဒီဒေတာကပါလက်စတိုင်းနဲ့အီဂျစ်နဲ့ဂျော်ဒန်ကိုရွှေ့ပေးရမှာဖြစ်ပါတယ်ဒါအောင်ဆန့်ကျင်တဲ့အာရဗ်နိုင်ငံတွေဟာစူးစီးညီညွတ်သွားပြီးပါလက်စတိုင်းရေးထောက်ခံကူညီရေးအတွက်ပူးပြဲကြိုးပမ်းမှုတွေလုပ်ဖို့အာရဗ်ခေါင်းဆောင်တွေကြားဆွေးနွေးညှိနှိုင်းနေတယ်လို့ဆိုပါတယ်ဂါဇာကိုလွှဲပြောင်းယူမယ်သူ့အစီအစဉ်ပေါ်မကြသိင်္ဂါတော့ထရန့်ကအနေပြော့ပြောင်းဖို့တွားပုံရပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါဟာထရန့်အနေနဲ့လဲမနိုင်ဝန်ထမ်းရမဲ့ပုံပေါက်သွားနိုင်ပါတယ် ဒီစစ်စစ်ကတကယ်လုံးဖြစ်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့အတင်းကျပ်တော့မလုပ်ပါဘူးပြန်ထိုင်ဆွေးနွေးပြီးတော့ကျွန်တော်အကြံပြုချက်ကိုတင်ပြပါမယ်လို့ထရန့်ကပြော့ပြောင်းသွားတယ်လို့ဆိုပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် Soyuz တို့မြန်ဒဇင်ကိုအာဂါသာတဲ့ရုရှားကလွှတ်တင်လိုက်တယ်ဆိုပါတယ်ရုရှားနိုင်ငံလက်နက်ကိုင်တပ်ဖွဲ့ရဲ့ဒဇင်တစ်ပိုင်းဖြစ်တဲ့ရုရှားအာဂါသာတပ်ဖွဲ့ဟာ ကာကွယ်ရေးဆိုင်ရာအာဂါသာရင်တစည်းပါဝင်တဲ့ Soyuz 2မြေတစင်းကိုအာဂါသာတဲ့လွတ်တင်ခဲ့တယ်လို့ရုရှားကာကွယ်ဝန်ကြီးဌာနကပြောပါတယ်။ Soyuz 2.1B 2မြန်ကိုရုရှားနိုင်ငံမြောက်ပိုင်းဒေသခံနဲ့အာဂါသာလွတ်တင်ရေးစခန်းမှာလွတ်တင်ခဲ့ခြင်းဖြစ်ပါတယ်။အာဂါသာတစ်ဖက်ကရုရှားကာကွယ်ဝန်ကြီးဌာနရဲ့အကျိုးစီးပွားအလုံးကအာဂါသာရင်တစည်းပါဝင်တဲ့အလဲအလက်တန်းစား Soyuz 2.1B 2မြန်ရင်ကိုအောင်မြင်စွာလွတ်တင်ခဲ့တယ်ဆိုပါတယ်။ရုရှား Soyuz 2မြန်ကိုနိုင်ငံတကာအာဂါသာစခန်ကို Secretary ရီအာဂါသာရင်မှုတွေပို့ဆောင်ခြင်းပါဝင် အာဂဒါမရှင်တွေအတွက်လိုအပ်သလိုလွတ်တင်ခဲ့ပါတယ်။ဥရောပအာဂဒါအေဂျင်စီဆိုရာဆိုယုစ်တောင်မြန်တွေဟာလက်ရှိအထိဆိုရင်အာဂဒါလွတ်တင်မှုပေါင်း1900နီးပါးပြုလုပ်ထားပြီဖြစ်